ပုတ်ပေးကိုနိုင်ခဲ့တဲ့ကာတာပေါင်းပွဲမှာမြင်ခဲ့ရတဲ့အာဆင်နယ်အားနည်းချက်အားသာချက်များဘေးသမ ्या လုံးပဲမင်္ဂလာပါအာဆင်နယ်လေဂျန်ဟတ်ကနေတင်ဆက်ပေးနေပါဗျာ ကာရာဘောင်းဖလားတတိယဆင့်ဖွဲဆင့်မှာအာဆင်နယ်ဟာအဝေးကွင်းမှာလီဝမ်အတင်ပုတ်ဘေးကိုနှစ်ဂိုးပြန့်တဲ့နိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာအာဆင်နယ်ဟာဘလုံးပိုင်ဆိုင်မှု80ရာခိုင်နှုန်းကျော်နဲ့ဂိုးအခွင့်အရေး17ချိန်ဖန်တီးနိုင်ခဲ့ပြီးပိုဘေးကတော့ဂိုးအခွင့်အရေး3ချိန်သာဖန်တီးနိုင်ခဲ့ကာဂိုးပေါက်တဲ့ကံချက်တစ်ချိန်မှတော့မရှိခဲ့ပါဘူး။အာဆင်နယ်တင်းရဲ့ကစားသမားအသစ်အစေးကပွဲစတင်ပြီးပွဲချိန်10မိနစ်မှာဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပြီးပွဲကစားချိန်86မိနစ်မှာလီဆန်ဒိုထရော့ဆက်ကပွဲသိမ်းဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။အာဒီတာကရန်ကစားသမားတွေဖြစ်ကြတဲ့နော်ကက်နွန်ရီမော့စကွဲယာတို့ကိုထဲသွင်းကစားစေခဲ့ပြီးအသင်းရဲ့စွမ်းဆောင်ရင်ကတောင်းတင်းပြီးတော့ထိရောက်မှုရှိခဲ့ပါတယ်။ဒီပွဲ ွဲဟာအာဆင်နယ်ရဲ့အသင်းအင်အားကိုပြသခဲ့ပြီးကာရာဘောင်းဖလားမှာစတော့တာဆင်ကိုတက်လှမ်းနိုင်ခဲ့ပါရီဒီပွဲမှာအာဆင်နယ်အသင်းရဲ့အားသာချက်၃ခုနဲ့အားနည်းချက်၃ခုကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်အောင်ပါတောင်ပယ်တိုက်စစ်တီရဲ့ထိရောက်မှုကပိုပြီးတော့အားကောင်းလာပါရီအာဆင်နယ်ရဲ့တောင်ပယ်ကစားသမားတွေကရကယ်နှစ်တွေကိုချိန်ရင်စာကာတယောက်တည်းကိုပဲအားပြုနေရပါရီမာတင်နယ်လီဘက်တစ်ချမ်းလုံးကတည်နေတယ်လို့ကိုဖြစ်နေခဲ့ရတာပါဒါပေမဲ့အာဒီတာကညံကောင်းပါရီနောက်ထပ်ကစားသမားအသစ်တွေကိုထပ်ဝင်လိုက်ပါရီမာရူကီဆိုရင်ဘဲတောင်ပယ်ရောညာတောင်ပယ်မှာပါကစားနိုင်ပါရီအစည်းဆိုရင်လည်းကွင်းလယ်နဲ့ဘဲတောင်ပယ်မှာကောင်းကောင်းစားနိုင်ပါရီဒီတော့အသင်းကလက်ရှိရှိနေကြတဲ့ကစားသမားတွေအနေနဲ့အရင် င်ကားတက်ပို့ပြီးတော့ကြိုးစားမှရပါတော့မယ်။မကြိုးစားဘူးဆိုလို့ရှင်တော့ငါတို့တော့အနေရပြောက်တော့မယ်ဆိုတဲ့ခံစားချက်တွေကိုရရှိလာစေပါရစေ။ဒါကအာဆင်နယ်အသင်းရဲ့အသင်းတွင်ပြန်ဆိုင်မှုကိုပုံမပြင်းထန်စေပြီးအသင်းတက်လက်ကြိုးသက်ရောက်မှုကောင်းကောင်းရှိစေခဲ့တယ်ဆိုတာမာတင်နယ်လီရဲ့တိုးတက်လာမှုကိုချီးမြှင့်သိနိုင်ပါရစေ။ဒီရသည်ပြီးတော့နောက်ရသည်မှာဆိုရင်အာဆင်နယ်ကမန်စီးတီးရွှေခေတုံးကလိုမျိုးအတော်လေးအားကောင်းတဲ့အသင်းဖြစ်လာဖို့ရှိပါရစေ။ကွင်းနဲ့ထင်းချုံနိုင်မှုနဲ့ဘောလုံးပိုင်ဆိုင်မှုအခြေခံကစားပုံကိုလည်းပွဲတိုင်းနဲ့လိုတဲ့သမတ်ထက်ထိန်းလာနိုင်ပါရစေ။အသင်းကြီးနဲ့ပဲဖြစ်ဖြစ်အသင်းငယ်နဲ့ပဲဖြစ်ဖြစ်အာဆင်နယ် positional base playing style ကပြောင်းလဲသွားခဲ့ခြင်းမရှိပါဘူး။နောက်တစ်ချက်ကတော့ခံစစ်ပိုင်းတင်ကျင်မှုဖြစ်ပါရစေ။ ်အခုပိုပွေးနဲ့ပွဲအပအဝင်အာဆင်နယ်ကဒေယာတီမှာကစားပြီးတသမျှပွဲတွေအားလုံးမှာချန်ပီယံလိဂ်ကိုပါထက်တက်တိုက်ရင်လီဗာပူးနဲ့တပွဲပဲဂိုးပေးထားခဲ့ရပါတယ်ဒါတောင်မှဖရီကစ်ကနေဂိုးပေးလဲရတာဖြစ်ပြီးတော့ကစားကွက်ကနေဂိုးပေးရတာမျိုးလုံးဝမရှိသေးပါဘူးဒါကဒီနေ့မှာပြောင်းလဲတိုးတက်လာတဲ့ချက်တွေဖြစ်ပါတယ်အာတီတာတီဆောင်နေတဲ့တင်းကိုကျွန်တော်တို့ကျင်းနေဖွယ်ရတွေ့မြင်နေရတာလည်းဖြစ်ပါတယ်ဒါပေမဲ့အားသာချက်တွေကြီးပြောတော့မရပါဘူးအားနည်းချက်တွေလည်းရှိနေသေးတာကြောင့်ဒါကိုပါထည့်ပြောမှမျက်မျက်တတရှိမယ်ထင်ပါတယ်အာဆင်နယ်တင်းဟာဒီပွဲမှာဂိုးပေါက်ကန်ချက်ဆက်တဲ့ချိန်လောက်တွေရရှိခဲ့ပေမဲ့ဂိုးပေါက်တဲ့ကန်ချက်က၄ချိန်ပဲရှိခဲ့ပါတယ်ဒါကအာဆင်နယ်တိုက်စစ်မှာအခွင့်အရေးတွေကိုဖြုံးတီးပြစ် လုံးနေသေးတယ်ဆိုတာကိုပို့ပြီးတော့ပေါ်နေစေပါတယ်ဒီလိုဂိုးခွင့်ရေးတွေအဆုံးသတ်မှုမှာထိရောက်မှုနေမခဲ့တာကအာဆင်နယ်တိုက်စစ်မှာပြုပြင်ဖို့လိုအပ်တဲ့အချက်ဖြစ်ပါတယ်ပို့ပြီးလို့လီဝမ်သင်းကိုရင်ဆိုင်ရတာတောင်ဂိုးခွင့်ရေးတွေကိုဖြုံတိနေတာကပုံမှုအားကောင်းတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာပြဿနာဖြစ်လာစေနိုင်ပါတယ်နောက်ပြီးတော့အာဆင်နယ်ကွင်းနဲ့ကစားသမားတွေဟာဘောလုံးပိုင်ဆိုင်မှုမှာလွှမ်းမိုးနိုင်ခဲ့ပေမယ့်ကွင်းလယ်ကနေတိုက်စစ်စီကိုဘောလုံးပိတ်ပုတ်မှုမှာအနည်းငယ်အားနည်းချက်တွေရှိခဲ့ပါတယ်ဒီအားနည်းချက်ကဒီလိုပွဲတွေမျိုးမှမသိတာပေမယ့်ပို့ပြီးတော့အားကောင်းတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့တိုင်ပတ်စေနိုင်ပါတယ်ဒါပေမဲ့လီဝမ်အသင်းနဲ့ကစားရတာဖြစ်လို့အာဆင်နယ်ကစားသမားတွေရဲ့စိတ်ထဲမှာတိတ်ပြီးတော့ဖိအားမရှိတာကြောင့်လည်းပါပါလိမ့်မယ်ဒါကြ ောင်အာဒီတာနေနဲ့အင်အားကြီးတဲ့အသင်းနဲ့ရင်ဆိုင်ရသည်ဖြစ်စေအင်အားနည်းတဲ့အသင်းနဲ့ရင်ဆိုင်ရသည်ဖြစ်စေတိုက်ပွဲဝင်စိတ်တက်ကိုတသက်မတက်ထားဖို့အသင်းသားတွေကိုလမ်းညွှန်ပေးဖို့လိုအပ်ပါလိမ့်မယ်ညီကိုတို့ကရောဘယ်လိုမြင်ကြလဲဒီနိုင်ပွဲပေါ်မှာစိတ်ကျဉ်နေမှုရောရှိကြလားပြောပြခဲ့ကြပါဦးအဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်